အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဇွန်လ20ရက်ကအီရန်နျူကလ িয়ার စစ်ရုံတွေကိုတိုက်ခိုက်ခဲ့မှုနဲ့အတူအကြီးမားဆုံးနဲ့အရေးဆုံးလှုပ်ဆောင်ခြင်းကနိုင်ငံခြားရေးမူဝါဒအလောင်းစားတစ်ခုဖြစ်ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အီရန်အနေနဲ့နျူကလ িয়ার သဘောတူညီမှုရယူဖို့ဒါမှမဟုတ်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရနိုင်ကြောင်းထရန့်ကဇွန်လ20ရက်ကပြောကြားခဲ့ပြီးနောက်အီရန်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အီရန်ကကမ္ဘာပေါ်မှာရေနံနဲ့ပတ်သက်ပြီးအသက်သွေးကြောတစ်ခုဖြစ်နေတဲ့ဟော့စမှုရေလည်ကြောက်ကိုပိတ်ပြီးအရှေ့အလယ်ပိုင်းဒေသရှိအမေရိကန်စစ်စခန်းတွေကိုတိုက်ခိုက်ကလက်တော့ပြန်ပွဲရှိနေပါတယ်။ဒီချိန်ထဲမှာပဲအီရန်နဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့တွေက အစ္စရေးကိုဒုံးကျည်တွေနဲ့တိုက်ခိုက်မှုကိုအရှိန်ပြင်းနေနေပြီးကမ္ဘာတဝန်းရှိအစ္စရေးနဲ့အမေရိကန်အကျိုးစီးပွားတွေကိုတိုက်ခိုက်ပွဲရှိအောင်ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ဒီအခြေအနေများမှာစစ်ပွဲဟာထရက်ခံမှန်းခဲ့တာနဲ့ပုံမကျဲပြားလာနိုင်ပြီးအီရန်နဲ့အာဖဂန်နစ္စတန်မှာအမေရိကန်ရှေ့ကြားတဲ့စစ်ပွဲတွေလိုဖြစ်လာနိုင်ပါတယ်။ထရန်ကအီရန်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေကိုမိုင်မဲတဲ့ဆုံးဖြတ်ချက်တွေလို့ပြောဆိုခဲ့ဘူးသလိုဒီစစ်ပွဲတွေလို့နောက်တစ်ချိန်ဘယ်တော့အခါမှဖြစ်ရမှာမဟုတ်ဘူးလို့ကြေညာပြုခဲ့ပါဗျ။အီရန်ကအားနေနေပြီးစစ်ရေးဆွမ်းဆောင်ရည်တွေလည်းကျဆင်းနေပါဗျ ဒါပေမဲ့သူတို့ကအင်အားများတဲ့စစ်ဘက်ကိုတိုက်ခိုက်နိုင်တဲ့နည်းလမ်းတွေရှိနေပြီးအဲဒီစစ်ဘက်ကလည်းခဏလေးနဲ့ပြီးသွားမှာမဟုတ်ပါဘူးလို့အရှိလေပိုင်းဒေသမှာစစ်သည်ညီနိုင်သူပြေတာဝန်ယူခဲ့မှုတဲ့အမေရိကန်အရာရှိအောင်အာရွန်ဒေးဗစ်မီလာကပြောကြားခဲ့ပါတယ်။ထရန်ကအီရန်ကိုမတိုက်ခိုက်မီဇွန်လ21ရက်ညပိုင်းကအီရန်ကိုစီးရီးယားချင်းချောက်မှုတွေပြုလုပ်ခဲ့တယ်လို့နျူကလ িয়ার စီမံကိန်းကိုဖျက်သိမ်းဖို့သဘောတူညီချက်ရယူဖို့အီရန်ကိုစီယုံပြောဆိုခဲ့ပါတယ်။ အီရန်ဘက်ကနျူကလ িয়ার သဘောတူညီချက်ရယူဖို့စိတ်ဝင်စားကြောင်းထရန်ကယူဆခဲ့ချိန်မှာအီရန်ကိုတိုက်ခိုက်ခြင်းဟာမန်ကန်နဲ့လို့ရအောင်ဆုံးဖြတ်ခဲ့ကြောင်းအေဘီအိုအရာရှိတူကပြောကြားခဲ့ပါဗျာ။